မြန်မာရွှေဈေးကတော့လက်ရှိမှာထပ်ပြီးတော့ကိုတက်နေပါသေးတယ်မြန်မာငွေဈေးကလည်းနေငယ်တက်ပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမကျေးဇူးပြုဆောင်နိုင်ကြပါစေဒီနေ့က16ရက်နေ့ကုလားမင်း2020နဲ့9ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကတိုင်းစံတော်ချိန်ကနေ9:30မိနစ်ရှိနေပါပြီမြန်မာရွှေက15ဘေးရည်ရတာကို85ဒေးနဲ့တောင်း16ဘေးရည်ရတာကို85ရောင်းနေဈေးက89ဒေး9000ဆိုင်ကလက်ခံနေဈေးက89ဒေး1000 စနစ်သိမ်းမီလင်းရွှေတရသားကို98သိန်း6တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ကြလို့ဈေးနှုန်းလဲငယ်กว่าချားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာချက်ငွေဈေးနှုန်းတွေကဒေါ်လာကမြန်မာချက်ငွေဈေးကရောင်းနေဈေးက4265ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက4180ယူရိုငွေတွေရောကမြန်မာချက်ငွေ920စင်ကာပူငွေတွေဒေါ်လာကမြန်မာချက်ငွေဈေးကရောင်းနေဈေးက3345ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3280 တရုတ်ငွေတရံကိုမြန်မာကျပ်ငွေ996ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2840ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေစည်းနှုန်းတွေကပတ်ပေးချက်ယူသမားတွေကဘတ်ငွေ960ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးပဲယူသမားတွေကကျပ်တသိန်းကိုဘတ်ငွေ945ဘတ်မလေးငွေတရံတသမာခွင့်သုံးညကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3520တသမာ369ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3300တရံတသိန်းတသမာ58ကိုမြန်မာကျပ်ငွေတသိန်း အိန္ဒိယငွေ2066တသမ66ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်စီးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းလင်းငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။ရှိမှာတော့မြန်မာရွှေဈေးတွေကအတက်ဈေးနဲ့ရှိနေသလိုကမ္ဘာရွှေဈေးကလည်းဆက်လက်တက်နေပါသေးတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအရင်ကင်းလို့ပြင်ရှင်းနိုင်ကြပါစေ။